ပြေလံတုံညာရှိမင်္ဂလာပါကိုလူတို့အခုကျွန်တော်ကဥလာဝင်းလေတရဲတူဦးရေးသားတဲ့ငလျင်ဘုံကျဲခဲစဉ်ကနေအခြားဝတ္ထုတူများစအုပ်ရဲ့အပိုင်း14ဖြစ်ပြေလံတုံညာရှိဆိုတဲ့ဝတ္ထုတူကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ တာခမခဏမောင်းဗျာကျွန်တော်အပြင်ထွက်အညောင်းဆန်းလိုက်အောင်မယ်ဟုတ်ကဲ့ကပတိန်ကပတိန်ဒန်နီဒီပို့ပါစွာသူ့ထိုင်ကုန်မှထား၍နောက်ခန်းဘက်သို့ထွက်လာခဲ့၏အသက်35နှစ်ကန့်သာရှိသေးသူဖြစ်၏သူ့မျက်နှာတွင် ထူးခြားနေသည်မှာထူ၍ပါဇက်ပေါ်ကွေးကြနေသောနှကမ်းမွေးများပင်ဖြစ်၏သူ့လေရင်သားများက သူ့ကိုကပတိန်နှကမ်းမွေးဟု သူ့နောက်ွယ်တွင်နောက်ပြောင်ခေါ်တတ်ပါသည်အချိန်မှာညတနင်္ဂနွေထိုးလူနီးပေပြီကပတိန်ဒန်နီသည်စက္ကန်တွင်အညောင်းဆန်းလမ်းလျှောက်နေရမှခရီးသည်များအခန်းဘက်သို့လှည့်ကြည့်ရှုရန်စက္ကန်တကားရွက်ကလေးကိုတွန်းဖွင့်လိုက်စက္ကန်တွင်အလင်းရောင်မရှိဘဲမှောင်နေသလောက်ခရီးသည်များအခန်းဘက်တွင်မူလျက်စစ်မီရောင်များဖြင့်ထိမ့်ထိမ့်လင်းလျက်ရှိသူသည် ခီးတယ်များအခန်းသို့ကူးလိုက်သည်နှင့် ချက်ချင်းသတိပြုမိလိုက်သည့်မြင်ကွင်းမှာလေမဲဂျန်နက်ဗစ်စင်ကခီးတဲ့အမျိုးသမီးတူဤခေါင်းကိုနှိပ်ပေးနေခြင်းဖြစ်၏တို့အမျိုးသမီးဘာများဖြစ်ပါလိမ့်ဂျန်နက်ဗစ်စင်ဤသို့သူချင်းကပ်သွား၏ဂျန်နက်ဘာဖြစ်တာလဲဘာမှမဖြစ်ပါဘူးကပတိန်ဒီမှာဤလေမြင်မူတာနဲ့တူပါတယ်ဂျန်နက်ကတွက်လက်စွာပင်ပြန်ဖြေလိုက်၏ ဟုတ်ဘူးမဟုတ်ဘူးကျမလင်းမြန်းနဲ့ခကြီးအချင်းချင်းသွားဥပါတယ်တခါမှအခုလိုမဖြစ်ဘူးပါဘူးခုဖြစ်တာမိနစ်ပိုင်းတွင်ကောက်ကာငင်ကဖြစ်တာခကြီးတဲ့အမျိုးသမီးသည်ခေါင်းငုံ၍သူ့မျက်နှာကိုလက်နဲ့ထောက်ပြီးနှိပ်နေရမှချက်ချင်းခေါင်းထောင်၍ဂျန်နဲ့ဤစကားကိုကန့်ကွက်လိုက်မျိုးသမီးကြီးမှာအသက်40ခန်းရှိမိဖြစ်၏ဘလို့ဖြစ်တာလဲခမညာ ။ကောင်းထဲမှာ9မိနစ်10မိနစ်အတွင်းမှာမူးတလူလူဖြစ်လာပြီးဟောဒီဘိုက်ထဲမှာလည်းအောင့်လာတယ်လို့ပဲ။မိုက်တယောက်တည်းခီးထွက်လာတာလား။မဟုတ်ပါဘူးရှင်။ဒါကျမခပွန်းတယ်ပါ။မြို့သမီးကြီးကသူ့ဘေးတွင် ကတ်ထိုင်နေသောအသက်35နှစ်ခန့်ရှိထောင်ထောင်မောင်းမောင်းယောက်ျားတူကိုထိုးပြလိုက်၏။ဒါပြတယ်လို့လို့ဗျာအမကြီးလေရင်မူးရင်တောက်တက်တဲ့ဈေးပြားလေးတွေတောက်ကြည့်ပါဦးမတက်တာရင် ဒီနောင်ကြီးကကျွန်တော်တို့ကိုထက်အကြောင်းကြပါကျွန်တော်တို့အတက်နိုင်ဆုံးကူညီပါမယ်အခုလို့ကျွန်တော်တို့လေးမြန်စီပြီးသွားတဲ့အခါမှဖြစ်ရတာလဲစိတ်မကောင်းပါဘူးခင်ဗျာကပ္ပတိန်ဒန်နီသည်စက်ခန်းရှိရာသို့ပြန်လျှောက်လာခဲ့၏ထို့နောက်ချက်ချင်းသူ့ထိုင်ကုန်တွင်ဝင်ထိုင်ခြင်းမပြုသေးပဲလေမဲဂျန်နက်ဗင်စင်ကိုစောင့်နေခဲ့သော2မိနစ်အတွင်းမှဂျန်နက်ဗင်စင်စက်ခန်းအတွင်းသို့လိုက်ဝင်လာခဲ့၏ မိမ ాయి အချင်းကြီးကြည့်ရတာဘလို့ထင်လဲကျင်းနဲ့စောစောကတော့အကောင်းကြီးပဲကပတိန်သူပြောသလိုချက်ချင်း ကောက်ခံငင်က ဖြစ်ခဲ့တာမိမ ాయి အချင်းကြီးကြည့်ရတာတိတ်မကောင်းမျက်နာတစ်ခုလုံးလဲချွေးစည်းတွေထွက်နေပြီးဝေဒနာတစ်ခုကိုတော်တော်မတတ်မတာခံနေရပုံရတယ်တို့ခီးတယ်တွေထဲမှာဆရာဝန်တယောက်ယောက်များပါသလားခီးတယ်စင်းမှာဆရာဝန်လို့ရှေ့ရနာမည်တက်ပြီးစည်ရင်ပေးလိုက်လာတဲ့ခီးတယ်တော့မတွေ့မိဘူး ဒါပေမဲ့တဦးချင်းအသေးစားလိုက်မေးကြည့်တော့မသိဘူး။ဒါဖြင့်မင်းလိုက်မေးကြည့်စမ်းကွာ။ဟုတ်ကဲ့ကပ္ပတိန်။ဂျန်နဖင်စင်ဒီသွက်လက်စွာပင်ခီးတယ်များအခန်းသို့ပြန်ကူးသွားခဲ့၏။သူသည်နောက်ဆုံးထိုင်ကုန်တွင်လိုက်ပါတော့ခီးတယ်များကစပြီးတဦးချင်းလိုက်မေး၏။ဦးကဆရာဝန်ပါလား။အကိုကြီးကဆရာဝန်ပါလား။အမကြီးကဆရာဝန်ပါလား။ သူမေးသည်များခီးသည်များမှာခေါင်းခါသည်ကြီးဖြစ်၏နောက်ဆုံးဂျော့စပန်ဆာဤသို့ရောက်လာခဲ့၏အကိုကြီးကဆရာဝန်လားရှင်အာမဟုတ်ပါဘူးခမညာကျွန်တော်ကကုံကားရောင်းကိုစလေပါခမညာဆရာဝန်လိုက်ရှာနေတာလားဟုတ်ပါတယ်ရှင်ဒီဘက်ကဦးကြီးကဆရာဝန်ပါဟင်ဟုတ်လားတို့ချိန်၌ဆရာဝန်ကြီးဘိတ်မှတခေါခေါနဲ့အိမ်မောကြလျက်ရှိပါသည် နှိုးရမှာတော့အားနာစရာကြီးရှင်ဒါပေမဲ့မတတ်နိုင်ဘူးခီးတယ်လူနာတယောက်ပြကြင်လို့နှိုးပေးပါဦးဦးဦးဟမ်ဒေါက်တာဘိတ်ဒီချက်ချင်းနှိုးရလာ ਈ လေထဲမှာလဲဦးတို့အရေးပေါ်လူနာပြကြင်တဲ့လူတယောက်ရောက်နေလို့ဂျော့စပန်ဆာကဒေါက်တာဘိတ်ကိုနှိုးရင်ဟာသနှိုး၍ပြောလိုက်ခွလို့ပါဦးရဲ့ ဦးကဆရာဝန်နော်ဟုတ်ပါတယ်ကျုပ်ဒေါက်တာဘိတ်ပါနောက်ဆက်ပေးတယ်လဲမအောင်မိပါနဲ့ဒေါက်တာခီးတဲ့လူနာတူဦးခဏလိုက်ကြည့်နိုင်လိုက်ကြည့်ပြီပါဒေါက်တာဘိတ်ဒီတွက်လက်စာပင်ဂျန်နေဗစင်နောက်တို့လိုက်သွားခဲ့ဤထိုချိန်၌လေရင်စခန်းအတွင်ကပတိန်ဒန်နီမှာလေရင်အချိန်ဒီပြတိုင်ခွင့်များဟုစစ်ဆေးကြည့်ရှုရင်အလုံများလျက်ရှိကပတိန် ရှေ့မှာတိန်နေတွေ့နေရတယ်။နောက်9မိနစ်လောက်ဆိုရင်တော့ကျွန်တော်တို့တိန်နေဝင်ကြတော့မယ်ထင်တယ်။ဒုတိယလေယာဉ်မှုကလှမ်းပြောလိုက်ခြင်းဖြစ်၏။အေးမဝင်နဲ့မဝင်နဲ့အနောက်မှာလူနာအမျိုးသမီးတူပါလာတယ်။တိန်နေဝင်လို့လင်းမြန်လူရင်ခံနိုင်မှာမဟုတ်ဘူး။တိန်ကနေလွတ်အောင်ပေ2000အမြင့်ထိတက်ကြရအောင်။ခဏနေဦး။မျောစင်ကိုလှမ်းအခွင့်တောင်းလိုက်အောင်မယ်။ကပတိန်တန်နီသည် တွက်လက်စွာစကားပြောကွက်ကိုကောက်ကင်ပြီးလေရင်ထင်းမျော်စင်ကိုရေဒီယိုလိုက်မှဆက်သွယ်လိုက်ရေဂျနာမျော်စင်လေမြန်ခွန်တက်လေးမှခေါ်နေတယ်အတန်ကြာအကြောင်းပြန်ဒါပဲလေမြန်ခွန်တက်လေးရေဂျနာမျော်စင်မှပြန်ထူးနေတယ်ခမားဆက်ပြောပါဒါပဲကျွန်တော်တို့ရှေ့မှာတိန်နေထူနေလို့တိန်လွန့်အောင်ပေ2000အမြင့်ထိတက်ချင်တယ်အခြားလေမြန်နေသွားလန်းရှင်းမရှင်းအကြောင်းပြန်ပါဒါပဲ လေးမြန်ခွန်တက်လေအချားလီရင်သွားလဲအားလုံးရှင်းနေတယ်ပေ2000ထိတက်နိုင်တယ်ဒါပဲကပ္ပတိန်ဒီချက်ချင်းမင်းစားအားကိုမြင့်တင်ပြီးပေ2000အမြင့်သို့တက်လာခဲ့ကပ္ပတိန်ဟမ်လေးမဲဂျနက်ဗင်စင်ဖြစ်ဤသူ့ဘေးတွင်မမရက်လျက်ရှိပါသည်ဟိုအမျိုးသမီးအချင်းနေမကောင်း ပိုဆိုးလာနေတယ်လို့ပဲဟုတ်လား ဆရာဝန်ရှားလို့ရတွေ့လားတွေ့တယ်ခုဆရာဝန်စမ်းသပ်ကြည့်နေတယ်ခတ်တာဘာဖြစ်မှန်းလဲမသိဘူးခုပဲရှေ့နာခီးတဲ့ယောက်ျားတစ်ယောက်ကလည်းဟိုအမျိုးသမီးဖြစ်တယ်လို့ဘိုက်အောက်ပြီးခေါင်းမှာစီ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 နဲ့နာလာလို့ကျမကိုဆေးရှင်ပေးပါဦးလို့တောင်းနေတယ်ကပတိန်လိုက်ကြည့်ချင်းကြည့်ပါလားအေးအေးကိုလိုက်ခင်မယ်ကပတိန်ဒန်နီဒီချက်ချင်းပင်လိုက်လာခဲ့၏ သူတို့ခီးတယ်များအခန်းသို့ရောက်လျင်အမျိုးသမီးလူနာဘေးတွင်ဂုံ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 နှင့်အလုံများနေသောဒေါက်တာဘိတ်ကိုလှမ်းမြင်လိုက်ရ၏ကပတိန်တန်နီသည်ဒေါက်တာဘိတ်အနီးသို့ဥတီလျှောက်သွားခဲ့၏ခမညာစိတ်ကိုတင်းထား ။ထိုင်တာလေအသက်သာဆုံးဖြစ်အောင်ထိုင်။ကဲမျက်လုံးကိုကြိုးစားဖွင့်တာ။ကျွန်တော်နည်းနည်းကြည့်ချင်းလို့။ဒေါက်တာဘိတ်ဒီသူ့အိတ်တွင်မှဇာဝန်သုံးလက်နှိပ်တမီးငယ်လေးကိုထုတ်ပြီးအမျိုးသမီး၏မျက်လုံးကိုအမျိုးမျိုးထိုးကျင်နေ၏။ခမညာမျက်လုံးတည်းရာရောနာလား။မနာဘူး။ဒါပေမဲ့ကျွန်မဘာမှတဲတဲကွဲကွဲမမြင်တော့ဘူး။ရှိမှမြင်နေရတာအားလုံးကမှုံဝါးဝါးဖြစ်နေတယ်။နှစ်ခုဖြစ်နေတယ်။ ဘိုက်ရဲ့နာရာရောဘလို့နေလဲဒေါက်တာဘိတ်သည်အမျိုးသမီးကြီးဘိုက်ကိုတနေရာစီထောက်၍စစ်ဆေးကျင်နေထို့နောက်ကျင်နေတယ်လို့ရှိမှအမျိုးသမီးအနားမှခွာ၍ထရက်လိုက်ဒေါက်တာဒါကပတိန်ဒန်နီပါဩလေမဲဂျန်နက်ဗစ်စင်မိတ်ဆက်ပေးလိုက်ရင်ဒေါက်တာဘိတ်နဲ့ကပတိန်ဒန်နီသည်တူဦးကိုတူဦးတွက်လက်စွာလက်ဆွဲနှုတ်ဆက်လိုက်ကြ၏ ဒါတဲ့နေပေါင်းမင်းကလေးမင်းတို့ခုမေးရအောင်မယ်ဒီမျိုးသမီးကိုမင်းဘာဆေးတွေတိုက်ထားလဲခေါင်းကိုက်ပြောက်ဆေးနဲ့ရေပဲတိုက်ထားပါတယ်သူယောက်ျားပြောတော့စောစောကတစ်ချိန်လုံးအံ့နေတယ်ဆိုဟုတ်ကဲ့ဒေါက်တာဘိတ်ဒီသူ့အသံကိုဘေးရလူတွေမကြောက်အောင်နှိပ်ပစ်လိုက်ပြီအံ့နေတဲ့လူနာကိုခေါင်းကိုက်ပြောက်ဆေးပေးရတယ်လို့မင်းဘယ်သူနာမျိုးတနန်းကျောင်းကများတင်ပေးလိုက်တာလဲမင်းကလေးရဲ့ နောက်ကိုမှတ်ထားဒီလိုလူနာမျိုးကိုဘတော်မှခေါင်းကိုက်ပြောက်စေမပေးနဲ့ရေပဲတိုက်လေမဲဂျန်နက်ဗင်စင်ဤမျက်နှာလေးမှာနီရဲ၍သွား၏ဒီမှာခမညာဥဟာဆရာဝန်လားဟုတ်ပါတယ်ခီးတယ်သူဖြစ်ရင်ရှိလူတယောက်ဒီဒေါက်တာဘိတ်အနည်းသူကတ်လာပြီးအထပ်ပါအတိုင်းမေးလိုက်ခြင်းဖြစ်၏ကျွန်တော်ဘေးကလူနာတယောက်လဲအံပြီးမူးနေလို့လာကြည့်ပေးပါဦး ိုက်ထဲကအောက်တယ်လဲပြောတယ်ဟင်ဒေါက်တာဘေးဤနှုတ်မှထွက်လာတော့အာမေရိတ်တန်ဖြစ်ဤထိုချိန်၌ပင်စက်ခမ်းမှခေါ်နေသည့်တယ်လီဖုန်းခေါင်းလောင်းတန်သည်ရုတ်တရက်မြည်၍လာဤကပတိန်တန်နီသည်တယ်လီဖုန်းရှိရာသို့ပြေးသွားပြီးပီတာလာကျွန်တော်တန်နီပါကပတိန်စက်ခမ်းအောင်အမြင်လာပါကျွန်တော်ဘလို့ဖြစ်နေလဲမသိဘူးရုတ်တရက်ဘိုက်အောက်ပြီးမျက်လုံးတွေလည်းပြလာတယ်လို့ပဲ ုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်အခုလာခဲ့မယ်ဒေါက်တာရှေ့ဆက်ခန်းကိုလိုက်ခဲ့ပါအောင်ကျွန်တော်ဒုလင်ရင်မှုကိုတိုင်းဘိုက်အောက်ပြီးမျက်လုံးတွေပြာလာလို့တယ်သူတို့သုံးလုံးဆက်ခန်းသို့ပြေးသွားကြ යි ဆက်ခန်းတွင်ဒုလင်ရင်မှုပီတာမှာမျက်နာတွင်ချွေးသည်ချွေးပေါင်များနှင့်လင်ရင်မြန်ကိုမနိုင်မနှင်းစူးစားထိမ့်ပေါင်းလျက်ရှိကပတိန်ဒန်နီသည်တွက်လက်စွာသူ့ထိုင်ကုန်းတွင်ဝင်ထိုင်လိုက် လေရင်နှိမ်မောင်းနှံပေါ်သို့လက်ကိုချက်ချင်းတင်လိုက်ပြီးပဲ့များပေါ်သို့လည်းခြေနှစ်ဖက်ကိုမတိမတာဖိနှင်းထားလိုက်လေရင်မဲဂျန်နက်ဗစ်ဆင်နဲ့ဒေါက်တာဘိတ်တို့လည်းတိုင်ပင်ထားသည့်လာပင်သူ့လေရင်မှုပီတာကိုသူ့ထိုင်ကုန်ပေါ်မှအတူတွဲ၍ခြိမဆွဲချလိုက်ကြ၏ဒေါက်တာခုဒီလေရင်မြန်ပေါ်မှာဒီလူတွေဟာဘာရောဂါဖြစ်နေကြတာလဲကျွန်တော်ပြောပါဦးကပ္ပတိန်ဒန်နီသည်လေရင်မြန်မောင်းနေရမှာ ဒေါက်တာဘိတ်ကိုလှမ်းမေးလိုက်อืมအတိအကျတော့ပြောလို့မရသေးဘူးဒါပေမဲ့လူနာတွေအားလုံးယောဂလက္ခဏာအတူတူပဲဖြစ်နေတယ်อืมဖြစ်ဖို့များတာကတော့ကျန်တ်ဟုတ်ကဲ့ရှင်မင်းတို့ဒုလျင်မှုစောစောကညသာစားတော့ကဘာနဲ့စားလဲနာဟိုဘိုက်အောက်ပြီးအန်နေတဲ့ခီးတွေတွေရရောဘာနဲ့စားလဲကျွန်မမမမိတော့ဘူးရှင် တော်မေးကြည့်ရမလားအေးအေးဥပါလိုက်ခင်မယ်ဒေါက်တာဘိန်းနဲ့ဂျန်နက်ဗီဇင်တို့ဒီတွက်လက်စွာစခန်းထဲမှာ ထွက်ရသွားကြပြန်ဤစခန်းမှာခီးတယ်များအခန်းတို့ကူးသည့်တကားဝတ်တို့ရောက်ရင်ဒေါက်တာဒီမှာပဲစောင့်နေပါလားကျမဘာသာကျမတွားမေးလိုက်ပါမယ်ဒေါက်တာဘာပါလိုက်ခီးတယ်တွေအားလုံးလမ်းကုန်မှာစိုးလို့အေးအေးအေးဦးဒီမှာစောင့်နေမယ်ဂျန်နက်ဗီဇင်ဒီ ခီးတယ်များအခန်းသို့တွက်လက်စွာဝင်သွား၏။၂မိနစ်ခန့်အတွင်းပင် သူစက္ကန့်အတွင်းသို့ပြန်၍ဝင်လာပြန်သည်။ဒေါက်တာအန်နေတဲ့ခီးတယ်ကြီးငားဟင်းနဲ့ညစာစားကြတယ်။ဟွန်းဒါဆိုရင်တော့တေချာသလောက်ပဲ။အစာအစိတ်တက်တဲ့ယောဂါဖြစ်လိမ့်မယ်။ဒီညကျွေးတဲ့ငားမတန့်ဦးနဲ့တူတယ်။ဒေါက်တာတခြားခီးတဲ့၃လောက်လဲမူးတယ်ဘိုက်နာတယ်နဲ့ ကျွန်မကိုအကူအညီတောင်းနေတယ်ပထမဆုံးစပိုင်းလာပြီးမူးနေတဲ့အမျိုးသမီးကတော့ခုမေမျောသွားတော့မလို့ဖြစ်နေပြီဒေါက်တာသူ့ကိုအရင်လိုက်ကြည့်ပြပါဦးလားဂျန်နဗစ်စင်မျက်နှာမှာအလွန်စိုးရိမ်ထိတ်လန့်သောအသွင်ကိုဆောင်ရွက်ရှိခတ်တာပဲမင်းကလေးရဲ့ဥမှဘာဆေးမှခုပါတာမဟုတ်ဘူးမင်းဒီလူနာတွေတတ်တာစီချင်း ဥခီးသွားအိတ်ကိုအရင်သွားယူပေးအဲ့ဒီထဲမှာဆေးတချို့တော့ပါပါတယ် ဒေါက်တာအိတ်နံပါတ်ပြရောဒီမှာဒေါက်တာဘိတ်ဒီသူ့အင်ကြီးအိတ်တွင်မှပစ္စည်းအကပ်ပြားနှစ်ခုကိုထုတ်ပေးလိုက်ဥမာခီးသွွားအိတ်နှလုံးပါခဲ့တယ်အိတ်အငယ်ကိုဥလိုချင်တယ်ဟုတ်ကဲ့ကျွန်မပစ္စည်းတွေထားတဲ့ခန်းစီသွားရှာကြည့်ဦးမယ်ပစ္စည်းတွေအများကြီးဆိုတော့ရုပ်တရက်ရှာလို့တွေ့မယ်တော့မထင်ဘူးဂျန်နဗစ်စင်ဒီဒေါက်တာဘိတ်ဤဆေးအိတ်ရှာရင်အတွက်အခန်းမှထွက်ရင်ဟန်ပြင်လိုက် ဟေးဟေးနေုံမင်းတို့ကပတိန်ရရောဒီညစာငားဟင်းနဲ့စားလားတိုးသားဟင်းနဲ့စားလားဂျန်နဗင်စင်ရင်မှာရုတ်တရက်ထိတ်ကနေဖြစ်သွားဤမျက်လုံးများမှာလေပြာလာတယ်လို့ရှိဟင်းဒုက္ခဒုက္ခငါဘလို့လောက်ရပါမလဲဂျန်နဒီရုတ်တရက်မူးကျင်တယ်လို့ဖြစ်၍သွားဤသူနောက်စကန့်အနည်းငယ်ကြာမှာ သူကိုယ်သူစ조사၍ပြန်ထိမ့်ပြီးသူလင်းမှုလို့ပဲသူလဲငားဟင်းနဲ့ပဲစားတယ်ဒေါက်တာမင်းရောဘာဟင်းနဲ့စားလဲဟိုကျမလားကျမသိုးသားနဲ့စားတယ်ကဲကဲမင်းခုဆေးအိတ်သားသွားရှာပြီတော့ဟုတ်ကဲ့ပါစာရေးဆရာဦးလာဝင်းလေတရေတူဦးရေးသားတဲ့ မလင်ဘုံကျဲခဲ့တဲ့ကနေအချာဝတ္ထုတို့များစအုပ်ရဲ့အပိုင်း14ဖြစ်ပြည်လန်းအမှတ်38ဆိုတဲ့ဝတ္ထုတို့ကိုကျွန်တော်ညွှန်လင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိကြံကိုမှတွေ့လို့အိတ်စစ်တန်လူရပြေကြပါစေ။ကျေးဇူးတင်ပါတယ်။